မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ရွှေကောက်ပွဲကျင်းပနိုင်ရေးတရုတ်ကူညီမယ်လို့စစ်ကောင်စီပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုက်နဲ့တရုတ်နိုင်ငံသားကြီးဝင်ကြီးဌာနအာရှရာဒူကိုစလင်မစ္စတာတင်ရှိချင်းတို့နေပြည်တော်မှာမလ17ရက်နေ့ကတွေ့ဆုံချင်းမြန်မာနိုင်ငံမှာရွှေကောက်ပွဲကျင်းပနိုင်ဖို့အတွက်တရုတ်နိုင်ငံကပူးပေါင်းဆောင်ရွက်မယ်အကြောင်းဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။စစ်ကောင်စီရဲ့ရွှေကောက်ပွဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်နေတဲ့ပေါ်တရုတ်နိုင်ငံကအပြုသဘော ောဆောင်နဲ့ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်မယ့်အကြောင်းဆွေးနွေးခဲ့တာလို့ဆိုပါတယ်။ဒါအပြင်မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာတရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နေကြောင်းလည်းဖော်ပြပါတယ်။ တရုတ်နိုင်ငံအနေနဲ့စစ်ကောင်စီရဲ့ရွှေကောက်ပွဲကိုနိုင်ငံတကာအသိမှတ်ပြုလာအောင်ဤပညာနဲ့ငွေကြေးအကူအညီတွေပါပေးနေတာလို့လုံခြုံရေးအမေမျိုးဖော်လို့ねနိုင်ငံရေးလေလာသုံးသက်သူတအုပ်ကပြောပါရယ်ပထမတစ်ခုက electronic မဲပေးတဲ့စနစ်မှာအကူအညီပေးတာရှိနေရွှေကောက်ပွဲကော်မရှင်နဲ့ပါတီတွေကိုတရုတ်ရဲ့မဲပေးစနစ်ဤပညာတွေပြသပြီးကူညီတာရှိတယ်နောက်တစ်ခုကပြီးခဲ့တဲ့2024ခုနှစ်တုန်းကတရုတ်ကစစ်ကောင်စီကိုပေးတဲ့ချင်းငွေအကူအညီထဲမှာစစ်ကောင်စီကရွှေကောက်ပွဲအတွက်အတော်လေးပြင်ဆင်နိုင်ခဲ့တယ်ပြီးတော့စစ်ကောင်စီကို နိုင်ငံတကာအတိမတ်ပြုခံရဖို့ကူညီနေတာမျိုးရှိရင်ဒီကိစ္စနဲ့ပတ်သက်လို့တရုတ်နိုင်ငံရဲ့သဘောထားတည်နိုင်ဖို့ရန်ကုန်မြို့ကမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံကိုအီးမေးလ်ကနေတဆင့်ဆက်သွယ်မိမြန်ထားစေဖြစ်ပါတယ်။ ရွှေကောက်ပွဲကိုဒီနှစ်ကုန်ဓမ္မမုတ်အောင်နစ်ဆန်းမှာအစောဆုံးကျင်းပမယ်လို့စစ်ကောင်စာပူဇော်မှုကြီးမြောင်လိုင်းကမလ3ရက်နေ့က9ရက်နေ့ထိတပတ်ကြာတွားရောက်ခဲ့တဲ့ရုရှားနိုင်ငံနဲ့ဘီလာရုစ်နိုင်ငံခီးစင်မှာပြောကြားခဲ့တာပါစစ်ကောင်စီရဲ့ရွှေကောက်ပွဲကိုရုရှားနဲ့ဘီလာရုစ်နိုင်ငံတို့ကထောက်ခံပြီးကိုဇလဲရီလို့စောင့်ကြည့်လည်လာဖို့ရှိတယ်လို့လည်းဆိုပါတယ် စစ်ကောင်စီကျင်းပဖို့စီစဉ်နေတဲ့ရွှေကောက်ပွဲအတွက်ဤပညာပိုင်အကူအညီတောင်းခံမှုကိုနိုင်ငံတကာအစိုးရတွေအနေနဲ့ညှင်းပယ်တင်တယ်လို့လူအခွင့်ရေးလေးလာဆောင်ကြီးအဖွဲ့ကမလ၁၇ရက်နေ့မှာထုတ်ပြန်ပြောဆိုထားပါတယ်စစ်ကောင်စီကိုလက်နက်ကိုင်တော်လန်တိုက်ခိုက်နေသူတွေအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့အတိုက်ခံအင်အားစုတွေကလည်းစစ်ကောင်စီရဲ့ရွှေကောက်ပွဲကိုကန့်ကတ်ထားပါတယ်၂၀20ရွှေကောက်ပွဲမှာမဲအများဆုံးနဲ့အနိုင်ရခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကလည်းအာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့မြန်မာနိုင်ငံရေးပြဿနာကို NLD ပါ တီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးမှုမရှိဘဲမပြည်လည်နိုင်ကြောင်းနဲ့စစ်ကောင်စီလုံးမဲရွှေကောက်ပွဲကိုအတိမတ်မပြုကြောင်း2024ခုနှစ်ဩဂုတ်လ31ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဇလက်ပြီးစစ်ကောင်စီရွှေကောက်ပွဲကိုနှီးပညာအကူအညီမပေးဖို့ HRW ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကကျင်းပဖို့စီစဉ်နေတဲ့ရွှေကောက်ပွဲအတွက်နှီးပညာအကူအညီတောင်းခံမှုကိုနိုင်ငံတကာအစိုးရတွေအနေနဲ့ညှင်းပယ်တင်တယ်လို့လူ့အခွင့်အရေးလေလာဆောင်ကြည့်ရေးဖွဲ့ကမလ17ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အာဆီယံဖွဲ့ဝင်နိုင်ငံတွေအပါအဝင်ဂျပန် တောင်ကိုရီးယားနဲ့အိန္ဒိယတို့လိုအာရှနိုင်ငံတွေအနေနဲ့စစ်တပ်ဒိန်ချုံမှုကိုတရားဝင်ဖြစ်စေမယ့်စစ်ကောင်စီရဲ့ရွှေကောက်ပွဲကိုပြက်ပြက်တသားစန့်ကျင်တင်တယ်လို့လည်းတိုက်တွန်းထားပါတယ်။ အာနာသိမ်းပြီးနောက်အတိုင်ခံနိုင်ငံရေးသမားနဲ့နိုင်ငံရေးပါတီတွေကိုဖျက်ဆီးဖျက်သိမ်းမှုအပါအဝင်စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကြောင့်လွတ်လပ်ပြီးတရားမျှတနဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ဆိုပါတယ်စစ်ကောင်ဆောင်တွေကစစ်မှန်တဲ့ရွေးကောက်ပွဲကျင်းပဖို့အတွက်နိုင်ငံကိုလုံလောက်တဲ့ထိန်းချုပ်မှုလည်းရှိမနေဘူးလို့ဖော်ပြပါတယ်ဒါပေမဲ့တချို့နိုင်ငံအနေစုကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအားပေးထောက်ခံဖွယ်ရှိတယ်လို့ဆိုပါတယ်အာဆီယံဖွဲ့ဝင်နိုင်ငံတွေကြားမှာတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲပေါ်ထောက်ခံမှုအတွက်သဘောထားကွဲလွဲတာကြီးလည်းရှိတယ်လို့ဖော်ပြပါတယ် ကုလသမဂ္ဂလူအခွင့်ရေးဆိုင်ရာကျွမ်းကျင်သူတွေကလည်းစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုကုလဖွဲ့ဝင်နိုင်ငံတွေကလက်မခံဖို့အတီအလင်းတိုက်တွန်းထားတယ်လို့ဆိုပါတယ်။ HRW ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်လို့တုံ့ပြန်ချက်ရဖို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စောမင်းထွန်းကိုတရင်ဌာနကဆက်သွင်းခဲ့ပြီးမေဖုန်းလက်ခံဖြေကြားတာမျိုးမရှိပါဘူး။ရွှေကောက်ပွဲကိုဒီနှစ်ကုန်ဒါမမုံနောက်နှစ်ဆန်မှာအစောဆုံးကျင်းပမယ်လို့စစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကမလ3ရက်နေ့ကနေ9ရက်နေ့ထိတပတ်ကြာတွားရောက်ခဲ့တဲ့ရုရှားနိုင်ငံဘီလာရုစ်နိုင်ငံခီးစင်မှာပြောထားပါရယ်။ဇလပီ ကုလခတိကဝတ်တွင်နေပဋိပက္ခဖြစ်စဉ်မြဲကိစ္စရီမှာပတ်သက်မှုမရှိကြောင်းအထူးကိုယ်စားလှယ်တုံ့ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကုလသမဂ္ဂရဲ့ကတိကဝတ်တွင်နေပဋိပက္ခဖြစ်စဉ်တဲ့ကိစ္စရီမှာပါဝင်ပတ်သက်မှုရာမရှိကြောင်းနဲ့ထီးတွေ့ဆောင်ရွက်မှာမဟုတ်ကြောင်းကုလသမဂ္ဂအတွင်ရေးမှူးချုပ်ရင်မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘီရှော့ကတုံ့ပြန်လိုက်ပါတယ်။ Miss Julie Bishop ကတရုတ်နဲ့ဆက်နွယ်နေတဲ့မြန်မာစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးအကျိုးစီးပွားပဋိပက္ခရရှိနိုင်တာကြောင့်စုံစမ်းစစ်ဆေးဖို့ Justice for မြန်မာကမလ9ရက်နေ့မှာကုလသမ က်ကအတွင်ရေးမှုချုပ်ကိုတောင်းဆိုထားတာပါ။ဒါနဲ့ပတ်သက်ပြီးအထူးကိုယ်စားလှယ်ဂျူလီပီရှော်ရဲ့သဘောထားကိုတရင်ဌာနကဆက်သွင်းမိမြန်ရမှာအီမေးကတဆင်ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဂျူလီပီရှော်အန်ပါတနာ JBB ကုမ္ပဏီကလုပ်ငန်းဆိုင်ရာမဟာဗျူဟာဆန်းစစ်အကဲဖြတ်လမ်းညွှန်ပေးတဲ့ပုဂ္ဂလိကအကြံပေးကုမ္ပဏီတစ်ခုဖြစ်ကြောင်းမြန်မာနိုင်ငံနဲ့ဆက်စပ်တဲ့ဘဲကုမ္ပဏီဘဲလူပုဂ္ဂိုလ်တအုပ်တယောက်ကိုမှအကြံပေးတာမျိုးမရှိခဲ့ဘူးကြောင်းလည်းပြန်လည်ဖြေကြားထားပါတယ်။တစက်တည်းမှာပဲ Miss Julie Bishop ကကုလသမဂ္ဂရဲ့ကျင်းဝင်တဲ့တာဝန်ဝတ္တရားတွေကိုအပြေဝလိုက်တာကြောင်းလည်းပြောထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephen Dujarric ကလည်းအထူးကိုယ်စားလှယ်ဟာနိုင်ငံတကာအဖွဲ့အစည်းတစ်ခုရဲ့အဖွဲ့ဝင်ဝန်ထမ်းတအုပ်ဖြစ်တာကြောင်းကုလသမဂ္ဂ ပရိညင်အဖွဲ့အစည်းအစည်းမြင်လုံထုံးလုံနီရီနဲ့ညီလိုက်နာဆောင်လှုပ်ဆောင်ကြောင်းဒီလိုလှုပ်ဆောင်ရမှာအကျိုးစီးပွားဆိုင်ရာပဋိပက္ခရိအပါဝင်ဂုံတိခပိုင်းဆိုင်ရာအမြင့်ဆုံးစံနှုန်းတွေကိုထိမ့်သိမ်းလိုက်နာကြောင်း AP သတင်းဌာနကိုဖြေကြားထားပါတယ်။ဒါအပြင်အထူးကိုယ်စားလှယ်တွေကသူရဲ့ပြင်ပလှုပ်ရှားဆောင်ရွက်မှုတွေကိုအဖွဲ့အစည်းထံအသိပေးထားကြောင်းလည်းပြောရေးဆိုခွင့်ရှိသူကပြောထားပါတယ်။ GFN ကတော့ဒီကိစ္စပေါ်မှာကုလသမဂ္ဂအနေနဲ့တမန်ကရှန်ကပြည်လဲရပြည်လဲကြောင်းဂျိုးပန်းချက်ကိုလက်မခံနိုင်ကြောင်းဂျူလီဘီရှော်ရဲ့စီးပွားရေးလှုပ်ဆောင်ချက်တွေ ကသူ့ရဲ့လုပ်ငန်းတာဝန်တွေကိုကုန်သိကရှိရှိလှုပ်ဆောင်ရမှာလိုအပ်တဲ့ဗမလိုက်မှုနဲ့အမိကိုကင်းမှုတွေအပေါ်မေးခွန်းထုတ်စရာဖြစ်တယ်လို့ဒီနေ့မှပဲထုတ်ပြန်ထားပါတယ်။ ဒါအပြင်ဇူလီပီရှော့ရဲ့အကျိုးစီးပွားပဋိပက္ခရေပေါ်ပွင့်လင်းမြင်သာပြီးတိကျသေးကြတဲ့စုံစမ်းစစ်ဆေးမှုတရလှုံ့ဆောင်ဖို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးထိတွေ့ဆက်ဆံတဲ့ဓာရီအပေါ်တည်တော်မှုရှိမရှိကိုပြန်လည်စဉ်းစားဖို့လဲ GFN ကတိုက်တွန်းထားပါတယ်။ GFN ရဲ့မလ9ရက်နေ့ထုတ်ပြန်ချက်မှာကုလအထူးကိုယ်စားလှယ်ဇူလီပီရှော့က EDM အပါအဝင်စီးပွားရေးလုပ်ငန်းတွေမှာပတ်သက်ဆက်နွယ်နေပြီး EDM ကုမ္ပဏီအတွက်မဟာဗျူဟာအကြံပေးဖြစ်လဲခန့်အခန့်ထားတယ်လို့ဆိုပါတယ်။အဲဒီအတွက်မြန်မာနိုင်ငံနဲ့ပတ်သက်နေတဲ့တရုတ်နိုင်ငံပိုင်ကုမ္ပဏီတွေနဲ့ဆက်နွယ် နေတဲ့ Greenland ဒေသမှာရှိတဲ့ရှူရီနီယံနဲ့အမေရှားတပ်တို့ဒူးဖော်ရေးစီမံကိန်းအတွက်အကြံပေးမှုဖြစ်တယ်လို့ဖော်ပြထားပါတယ်။ EDM ရဲ့အကျိုးတူစည်းဝါးပူးပေါင်းမိဖက်တွေကမြန်မာနိုင်ငံနဲ့ဆက်နွယ်မှုတွေရှိနေရလို့ဆိုပါတယ်။တပ်တို့ဒူးဖော်ရေးကဏ္ဍမှာဂျူနီပီရှော်ရဲ့ပါဝင်ပတ်သက်မှုတရုတ်ကုမ္ပဏီတွေနဲ့ဆက်နွယ်မှုတွေကကျင်းဝတ်ပိုင်ဆိုင်ရာစောင့်ထိန်လိုက်နာနိုင်မှုနဲ့တာဝန်ကိုအောင်မြင်စွာထမ်းဆောင်နိုင်မှုပေါ်စိုးရင်ပွဲဖြစ်တယ်လို့ထောက်ပြပြောဆိုထားပါတယ်။ ဆက်လက်ပြီးစစ်တွေမျိုးအနီးလက်နက်ကြီးတိုက်ပွဲပြင်းထန်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်စစ်တွေမျိုးအနီးမှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော်တို့အေအေတို့အခုရက်ပိုင်းတွင်လက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်ပြီးတိုက်ပွဲပြင်းထန်နေရလို့ဒေသခံတွေကမလစနေရနေ့မှာပြောပါတယ်။ဒီလိုတိုက်ခိုက်မှုတွေကြောင့်စစ်တွေမျိုးအနီးရွှေမြင်းကန်ရှိတပ်စခန်းကစစ်ကောင်စီတပ်သားတချို့စစ်တွေမျိုးအနီး ကြေးတော်ရွာနဲ့ဆက်ယိုးကြတရားနီကိုဆက်ခွာသွားတာဖြစ်ပြီးတုံးဆောင်ရွာစစ်ကြောင်းကတော့ဗျိုင်းပြူရွာနဲ့ကိုဆက်ခွာသွားတယ်လို့ဒေသခံတအုပ်ကပြောပါတယ်။အဓိကတော့အဲ့ဒီစကန်နီကိုအေအေကလက်နက်ကြီးနဲ့ဤတိုင်းလှမ်းပစ်တယ်။လှမ်းပစ်လို့လည်းရတဲ့အခြေအနေမှာရှိတာပေါ့။ရွှေမင်းကရှိတဲ့စကန်မှာဆိုရင်ထမင်းစားနေရင်လည်းလက်နက်ကြီးလာကြတယ်။ညဆိုလည်းလက်နက်ကြီးလာကြတယ်လို့အဲ့ဒီမှာရှိတဲ့ရဲတွေကပြောပါတယ်။ဒါကြောင့်မြို့အနာကိုဆုံလာတာပေါ့ပြီးတော့တုံးဆောင်ရွာမှာအထိုင်ချနေတဲ့စစ်ကြောင်းကလည်းအခုဗျိုင်းပြူရွာလေးမှာခြားထားတယ် ်အေကဝင်သိမ်းတာတော့မဟုတ်ဘူးလက်နက်ကြီးတန်ကိုမခံနိုင်လို့တက်စိတ်တချို့ဆုတ်လာတဲ့သဘောလို့ထင်ပါတယ်အားလုံးတော့ဆုတ်လာတာမဟုတ်ဘူး မလာစနီရဒီကနေ့မနက်ပိုင်းမှာလည်းအင်အီကစစ်ကောင်စီတပ်စခန်းတွေကိုလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်နေရလို့ဒေသခံတွေကပြောပါရယ်စစ်ကောင်စီတပ်ကလည်းအင်အီတပ်ဖွဲ့ဝင်တွေရှိလာနိုင်တယ်လို့ယူဆတဲ့နေရာတွေကိုလက်နက်ကြီးဒရုန်းနဲ့ဇက်တိုက်လေးတွေအသုံးပြုပြီးတံပြန်တိုက်ခိုက်နေရလို့ဆိုပါရယ်တိုက်ပွဲချင်းတွေနဲ့ပတ်သက်လို့အင်အီပြောခွင့်ရသူဥခိုင်ဒုက္ခနဲ့စစ်ကောင်စီရဲ့ရခိုင်ပြည်နယ်ပြောခွင့်ရသူပြည်နယ်ဥပဒေချုပ်ဦးလာသိန်းတို့ကိုတရင်ဌာနကဆက်သွယ်ခဲ့ပြီးမြန်လက်ခံဖြေဆိုတာမျိုးမရှိပါဘူးရခိုင်ပြည်နယ်၁၆မြို့နယ်ကဆက်လီမြို့နယ်ကိုအင်အီကတင်ပိုက်ထားပြီး စစ်ကောင်စီကစစ်တွေးချပြူနယ်မန်အောင်သုံးမြို့နယ်ကိုထိန်းချုပ်ထားပါတယ်။စစ်ကောင်စီထိန်းချုပ်ထားတဲ့သုံးမြို့နယ်တွေကစစ်တွေးနဲ့ချပြူမြို့နယ်တွေကိုဖေဖော်ဝါရီလကစလို့အင်းကထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဒေသခံတွေကပြောကြားခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။